နေအဲသမီးစူပီနေပေါ့နော်ဒါဇင်ဇင်လို့လဲခေါ်တယ်အခုတော့စူပီလို့ပဲခေါ်တာပေါ့အဲတားတဲ့သမီးတို့ပြန်လိုက်ပြတဲ့ဇုံတွေပါဒုတန်မရှိတော့တော့လည်းညီတယ်အဲနေနဲ့လရွှေနဲ့မြလို့ပဲတကယ်ကိုတင့်တယ်တယ်သူတို့နှစ်ယောက်ကလေအဲ့တော့သူတို့နှစ်ယောက်ရဲ့အဲဆူလာကြီးပဲပွဲလေးကိုတယောက်ချင်းပြပြတဲ့အတွက်အများကြီးလေးဝမ်းသာပါတယ်အမှတ်တရလည်းဖြစ်ရပါတယ်အဲချစ်တဲ့ဆိုတဲ့ချင်းလေးလည်းအဲလက်ခွဲပြစုပေးခဲ့ပါသေးတယ်ခင်ဗျဒါမင်းသမီးပေါင်းဖက်တာရှားတယ်ဒါပဲလေဟို ဒီအတွက်တီမြဲမယ်လို့ထင်တယ်ပြသသမီးရနေလေချောချောလလလေးအများကြီးမှုမဲ့လို့လဲထင်တယ်အမတရားတွေကတော့သူတို့မြောက်ကလေအရန်လို့ဝတ်တယ်အဲလွန်ခဲ့တဲ့နှစ်နှစ်သုံးလောက်တည်းကသတင်းသက်သက်လေးကြားတော့ဒါဒါကူရဲ့ကိုရီးယားညီမလေးလေးဖြစ်တယ်ညီလေးလေးဖြစ်တော့အေးမင်းတို့ကြီးဘာသာမလို့ပြေးတယ်မဟုတ်ပါဘူးကိုရဲ့တဲ့ဟိုအေးအေးပေါ့ကိုလည်းဘုသောမသက်မမီရဲ့တော့ဘယ်ကေဟုတ်နေရပြပြီးတော့မှကဲနှစ်ချီတတိပြီးတော့လိန်ထားတာဗျအဲ့လိုတန်းကင်းနဲ့အဲဆိုပြင်းနဲ့ဇူးမြကြအောင်မင်းအောင်ပေါင်းကြပါစေ အဲတားကောင်းသမီးရတနာများလည်းအများကြီးဖွားမြင်နိုင်ပါသည်စီးပွားရေးတိုးတက်ပါသည်ချမ်းမကြီးကောင်းမွန်ပါသည်အစားအရာအားလုံးအဆင်ပြေပါသည်လို့ဆုမွန်ကောင်းတောင်းပေးပါရစေ။